်လာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတောအတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ဥတီချက်စစ်နေတဲ့လောက်ကန်ပြီးတော့လုပ်တဲ့ကိစ္စတွေကနေကောင်းသောအကျိုးဆက်တွေကိုရရှိမယ်လူရောလို့ဆင်မို့တဲ့ဤစနစ်တွေကိုသုံးချပြီးတော့ဘဝတိုးတက်မှုကိုရမယ်တခါမှလောက်ကန်မှုခြင်းမရှိတဲ့လုပ်စည်းဝါးတွေကိုလည်းလောက်ကန်အောင်မြင်နိုင်တယ်နေအိန္ဒိယပြည့်ပြင်ခြင်းပြောင်းလဲခြင်း ဆောင်ရွက်မှုတွေရဲ့နှစ်သာရကိုရရှိမယ်။ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်ထည့်ပေါ်ပြီးဘဝတိုးတက်မှုရဲ့နှစ်သာရကိုကြုံတွေ့ရလိမ့်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှင်တို့လောကရှင်တို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်။15ရက်နေ့ကမတော်တဆထိခိုက်မှန်ကြီးကိုထုပြုတ်ပြီးဂရုစိုက်ရတဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာအနောက်ရောက်ကုန်တီသွားစရာနေရှိတတ်တယ်။နေ့တနင်္ဂနွေနေ့ညနေ3နာရီတွင်သွားလာဂရုစိုက်ရမယ်။ငကဘော်ရက်ဖြစ်တယ်။16ရက်နေ့မှာတော့လုံးစုံစင်ပြေခြင်းကံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းကိုရှိလိမ့်မယ်။ ဝေကြီးကဏ္ဍလုံကကဏ္ဍထူးထိုးတဲ့လိမ့်မယ်18ရဲ့နေ့မှာငွေကြီးလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းစီးပွားကောင်းခြင်းကိုကြုံမယ်17ရဲ့နေ့မှာရှင်ပြိုင်မှုမှသမျှအောင်မြင်ပြီးတော့ဘဝထိုးတဲ့ပြီးငွေကြီးကံဘဝတလန်းအောင်မြင်မှုလမ်းကြောင်းတွေရရှိသွားမယ်19ရဲ့နေ့မှာလူယုံထားလို့မရဘူးသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းချက်ကြခြင်းတွေကြုံမယ်20ရဲ့နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝထိုးတဲ့ခြင်းတို့ကိုကြုံတွေ့နိုင်တယ် နဆက်တည့်နေရတဲ့ငကဘောရက်နဲ့တိုက်ဆိုင်နေအဲ့ဒီမှာတောင်ရက်ကိုတီးသွားစရာနေရှိတဲ့တဲ့နေ့စနေနိုင်နဲ့တနင်္ဂနွေတွင်သွာလာနေထိုင်ယူဆက်မယ်သူတပယုံပြီးလွှဲပြီးလုပ်တဲ့လူတွေကိုတော့ရှောင်းရမှာပေါ့တပတ်တာအတွင်းကြာသာပတိနေဗုဒ္ဓုနေအင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောက်ကြနေမွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်တယ်၃ခုငါးကနန်းနေအကျိုးပေးတယ်အပြာရောင်မိခိုးရောင်နုနေရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့ လှုပ်ချင်းကန်ရင်းနေရာအကျိုးပေးမယ်အဖြူရောင်ပန်းဝင်းတို့ဘုရားကလူပူဇော်ပြီးတော့လူရဆန္ဒပြုပါဆုတောင်းပြခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိသွားပါမယ်ကျေးဇူးတင်ပါငန်းနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ25ရက်ကနေ27ရက်နေ့အတောတွင်းမှာကောင်းသောပြောင်းလဲဖြစ်တည်မှုနဲ့တိုးတက်မှုတွေရှိတယ်ဝေကြီးကိစ္စဆင်ပြေမယ်လုံအောင်ကိစ္စဆင်ပြေမယ် ကာလရှိကြစမ်းကန်ထားတဲ့လူတွေကိုလည်းပြန်လည်စတင်နိုင်တယ်။ပုံမှန်မဟုတ်တဲ့ငွေဝင်ခြင်းနဲ့လက်ပွင့်ခြင်းကိုကြုံတွေ့နိုင်တဲ့ကာလတစ်ခုဖြစ်တယ်။ဆန်ကားရဲ့နေ့ဟာထူးခြားတဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်သလိုမတော်တဆထိကံပွင့်နေ့ကိုယူဆရမယ်နေ့တစ်ခုဖြစ်တယ်။အသွာလာနေ့တိုင်းယူဆရမယ်။အနောက်ရက်ကိုဒီသွားစရာနေ့ရှိတတ်တယ်။နေ့တန်တိုင်းခွဲနေ့ညနေ3နာရီအတွင်းသွားလာယူဆရမယ်။16ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့အစဉ်ပြေခြင်းကံတွေပြန်လည်ပေါ်ထွန်းလာပြီးတော့ရည်မှန်းချက်အောင်မြင်မယ်။ ဒါပေမဲ့ယံနဲ့မနာလိုသူတွေကြားထဲကနေဖျက်ဆန်းရတဲ့18ရည်နှစ်မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိနိုင်တယ်18ရည်နှစ်မှာငွေကြေးဥစ္စာဖွံ့ဖြိုးခြင်းလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ရှိမယ်19ရည်နှစ်မှာအပြိုင်ဆိုင်အားလုံးကိုကျော်ပြီးမိမိဘဝတိုးတက်မှုနဲ့အလိုဆန္ဒရှိသည့်တို့ကိုလောကန်တိုင်းခြင်းကိုကျုံမယ်20ရည်နှစ်မှာယံတိုက်ခံနေရှင်မယ်ပြီးမှအလိုပြည့်စုံမယ် လက်ဖွင့်ခြင်းကန့်ဖွင့်ခြင်းတွေရှိမယ်၂၁ရက်နေ့မှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲသတိထားမယ်ငွေကြေးပေးယူညံ့အငင်းပွားစရာတွေရှိတဲ့အဲ့ဒီနေ့မှာမတော်တဆနဲ့ကူဆတ်မယ်တောင်ရက်ကိုတည်သွားစရာတွေရှိတတ်တယ်နေ့၁၂နိုင်နဲ့၁နိုင်ခွဲတွင်အသွာလာနေထိုင်ကိုကူဆတ်ရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတောက်ချာနေ့မွေးသူများကြောင့်စိန်အောင်ရှယ်ဖြစ်တတ်တယ် အနဲ့ရောင်ပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးမှရှစ်လေးခိုးကဏ္ဍတွေကိုအချိုးပြည့်တဲ့ကဏ္ဍတွေဖြစ်သုံးဆွဲနိုင်ပါတယ်။အိမ်နီးပါးမှာရှိတဲ့ဘုန်းတော်ကြီးအကြောင်းမှစံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်။ဟုတ်ထူးနေမွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့21ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အလုံးကိုကျော်လွှားပြီးဘဝတုတ်တယ်မယ်။ဝေကျေးစုစောင့်ရခဲ့မယ်။အလုပ်တွေမှာတုတ်တယ်မယ်။ပညာတတ်တဲ့ ဘဝတွဲဖက်တိုးတက်မှုကိုရှာဖွေနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုနှစ်သာရကိုပြည့်ဝရမယ်ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရဲ့ကောင်းသောအကျိုးချေစုကိုလည်းထင်ရှားစွာဖန်တီးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်စကားရင်းတွေမှာမတော်တဆထိခိုက်မွေနေရကျူးဆက်ရမယ်အနောက်ရကုန်တည်သွားစံနေရှိတတ်တယ်ရန်နဲ့ရှိပြီးတော့ရမယ်16ရက်နေ့မှာအနီးကမှာနောက်ဆုံးချိန်မှာသစ္စာ မဲ့တဲ့သူစကားမတီးတဲ့သူနဲ့တွေ့ပြီးလောကကြရတာကလုံးတပိုက်တစဖြစ်တတ်တယ်တတ်လိုက်တတ်တဲ့သတိထားအဲ့နေ့မှာအပူလောင်တတ်တော်သတိထား၁၉ရက်နေ့မှာတော့ထူးခြားတဲ့ကံပွင့်ခြင်းနဲ့ဆင်ပြေခြင်းတွေရှိလာပြီးလိုရာပြည့်စုံခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကြုံမယ်၁၈ရက်နေ့မှာရည်တည်ချက်သစ်တွေနဲ့လောက်ကံမှုတွေရဲ့အောင်မြင်မှုကိုရနိုင်တယ်အပြိုင်ဆိုင်ကြအတွတ်တယ်မယ်၁၉ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံထူးထူးခြားခြားတိုးတက်မယ် ကာလရှိကြဆိုင်ကနေလူတွေလုတ်ကင်နိုင်တယ်20ရက်နေ့မှာသူတပန်းနဲ့မတူတဲ့ရှုတော့နေရာနေကွာလုတ်ပြီးတော့အလိုပြည့်ချင်းဘဝတိုးတက်ခြင်းနှစ်သာရကိုရမယ်21ရက်နေ့လုပ်ငန်းနေတာကျန်စီရွယ်ချက်နေတာတွေမှာအောင်မြင်တိုးတက်တာမှန်တယ်ဒါပေမဲ့မတော်တဆညကျူးဆိုင်ရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေ့12နိုင်နဲ့တနိုင်ခွဲကြမတော်တဆညရပတိဖက်ကညတွေကို အထူးပြုသတိထားမှ ဖြစ်တယ်ဒီကလအတွင်းတနေ့လာနေသောကြနေ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကလေးဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်တလေးကိုကနန်းနေအကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေလုပ်ကြရင် အောင်မြင်ခြင်းအကျိုးပေးခြင်းရဲ့အနှစ်သာရကောင်းကိုရရှိမှာဖြစ်ပါလေကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရစေရအတွက်နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာသင်္ကန်းသွားရောက်လှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်သာသပတိနေမွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာရပိုင်ခွင့်နေပြန်လည်တောင်းဆိုရရှိနိုင်တယ်။အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပေးတယ်။ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍဘဝကဏ္ဍတွေမှာထူးခြားစွာကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းရဲ့နှစ်သာရအကျုံးမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကင်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်။လူမျိုးပွဲလူမျိုးကြားကြိုးပေးမယ်။ အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ချိုးပေးမယ်။15ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခကြုံမယ်ပြီးမှအလိုပြည့်စုံမယ်။အဲ့ဒီမှာမတော်တဆထိကမှန်တဲ့ကျူးဆိုင်ရမယ်။အဓိကအနောက်ရက်ကိုဒီသွားစရာနေဖြစ်တတ်တဲ့နေခဲတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားတာကျူးဆိုင်ရမယ်။16ရက်နေ့မှာတော့ရာရာဆင်ပြေတဲ့ကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်16ရက်နေ့မှာ ရှင်ပြိုင်မှုမှသမယောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းကံမြမခြင်းတွေကိုကြုံမယ်19ရက်နေ့မှာအတိုက်ခံအလုံးကိုကြော်ပြီးမှလိုရာပြည့်စုံမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးမယ်20ရက်နေ့မှာရီမန်းချက်သစ်တွေအောင်မြင်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပြန်ပွင့်မယ်အရဝင်းနဲ့ဆက်ဆက်တဲ့ကျိုးပေးမှုကံကောင်းခြင်းကိုကြုံမယ်21ရက်နေ့မှာငွေကြေးလက်လာပါဥစ္စာဒနာနဲ့ပတ်သက်တဲ့ကံကောင်းခြင်းဘဝတိုးတက်ခြင်းတွေရှိမယ် မတော်တဆနေကြူးဆက်ရမယ်တောင်ရကုန်တည်သွားစရာနေရှိတတ်တယ်နေခင်းဆက်နှစ်နိုင်တဲ့တဏ္ဍခွဲတွင်အသွာလာနေတိုင်းအထူးပြုကြူးဆက်ရမယ်ဒီကာလအတွင်းမှာအပြာရောင်မိခွရောင်နှုတ်နှစ်ရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သွန်ဆွဲနိုင်တယ်သောခုန်ကိုကနန်းနေကြိုးပေးတယ်ဇာသပတိနေပုတ်ထူးနေ အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်လေးတွေရှိတတ်တယ်။အလုံစည်းပွားတွေလုပ်တဲ့ကံတဲ့ခါမှာအောင်မြင်စေရန်တို့ကရွှေရောင်တွေချိတ်နဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့အိတ်ထဲထဲဆောင်ပြီးလုံလုံပါအောင်မြင်ခြင်းတွေရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။တောက်ကြနေ့မွေးသူအားလုံးမင်္ဂလာပါ။2020ငါးခုနှစ်နိုဝင်ဘာလ15ရက်နေ့ကနေ 21နှစ်အတောအတွင်းမှာဥတီချက်ပြောင်းပြီးလောက်ကင်တာတွေကနေရှေ့တိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာရန်နဲ့ရှင်ပြီးတော့လိုအပ်တတ်တယ်။သူတစ်ပါးပေါ်မှာယုံပြီးလွှဲပြီးလုပ်တဲ့လုပ်တွေကနေကိုယ်မှာပြဿနာဖြစ်လာတတ်တယ်။ဒီကဏ္ဍအတွင်းစကားမားတတ်တယ်။အပြောဆိုနေတဲ့ကူးဆက်ရမယ်။တပါးသူကတိကိုလည်းသွားမယုံနဲ့ကိုယ်လည်းသူတစ်ပါးလွယ်တကူကတိမပင်းနဲ့စကားကျွန်သွားတတ်တယ်။ နောက်ဒီကဏ္ဍတွင်ငွေချေးကိစ္စလုပ်ငန်းရေးရာကိစ္စမှန်သမျှသတိနဲ့တော့မပစ္စည်းလောင်တာလောရမလို့အောင်လောင်ကုန်တွေမှာဆုံးရှုံးသွားတတ်တယ်။15ရက်နေ့ကတော့ရန်တော်တန်များတယ်။အဲ့ဒီမှာအတိုက်ခံနေတယ်လဲတွေ့ရတတ်တယ်။မတော်တဆနေလဲဂရုဆက်ရမယ်။အနောက်ရောက်တည်သွားစရာနေရှိတတ်တယ်။နေ့တန်တိုင်းခွဲနဲ့သုံးနိုင်တွင်သတိထား16ရက်နေ့ကတော့တော်စိတ်ချမ်းသာတယ်။အရာရာဆင်ပြေတယ်မထင်မှတ်ပဲမိကောင်းဆွေကောင်းထောက်ကူရနိုင်မယ်။19ရက်နေ့မှာဥတီချက်တဲ့နဲ့တိုးတက်မှုစိတ်တွေဖွင့်မယ်။ 16ရက်နေ့မှာငွေချေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်19ရက်နေ့မှာနေကင်းတနိုင်ခွဲကျော်သွားပြီးအသေးစားထိကဲမှုယူဆရမယ်20ရက်နေ့ကတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းချုံမယ်21ရက်နေ့မှာလက်ပွင့်မယ်ကံပွင့်မယ်လိုရာပြည့်စုံမယ်အဲ့ဒီနေ့မှာတောင်ရက်ကိုတည်သွားခြင်းဖြစ်တတ်တယ်နေ၁၇နိုင်နဲ့တနိုင်ခွဲတွင်သွားလာနေတိုင်းယူဆရမှာဖြစ်ပါတယ်ဇာတာပတိနေ့ဗုဒ္ဓနေ့ တောက်ကြံနေဘွေးသူတွေကောင်းကျိုးပေးတယ်တနည်းငယ်တွေနေငန်းနေဘွေးသူတွေဒုက္ခပေးတတ်တယ်တင်ငါကုကနန်းနေကျိုးပေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝင့်စင်သောဆွဲပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်ပါကောင်းချင်းကံကြမ္မာများရစေရန်အတွက်နေနီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုမုတ်အဟာရဒါနပြုပါကျေးဇူးတင်ပါ